မင်္ဂလာမနက်ခင်းလေးပါခင်ဗျာနေ့စဉ်မနက်ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်တဖန်ပြန်လေးကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီကနေ့မနက်အားလုံးနဲ့အတူတူခံယူတည်ဆောင်မဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့ကြီးမားတဲ့အရာတွေကိုဖျားသခင်တင့်ကိုအပ်စေခြင်းရင်တေးငယ်တဲ့အမှုမှာတစ္ဆာရှိပါလို့ခွန်အားပေးချင်တာဖြစ်ပါတယ်အခြေပြုကျမ်းတကြံအနေနဲ့ ရှင်လုကာခရုဝင်ခန်းကြီး16အငယ်30ကနေ7နှစ်အထိဖြစ်ပါတယ်ကျွန်တော်ဖတ်ပြပါမယ်ရှင်လုကာခရုဝင်ခန်းကြီး16အငယ်30 7อเนงเหรออมุไนติสสาရှိတော်သူသည်ជីတော်อมุไนလည်းติสสาရှိလိမ့်မည်อเนงเหรออมุไนติสสาမရှိတော်သူသည်ជីတော်อมุไนလည်းติสสาမရှိတို့ဖြစ်၍မမြဲတော်လောကီစည်းစိမ်ကို300တွင်တင်တို့သည်ติสสาမရှိလင် မန်တော်စည်းစိမ်ကိုတင်တို့၌အဘဲသူအမိနီသူတပားအမှု၌တင်တို့ဒီတစ္ဆာမရှိလင်အဘဲသူဒီအပိုင်ပေးမိနီချစ်တော်ညီကိုမော်မတော်တမာချင်းစာထဲမှာကျွန်တော်တို့အလင်းပေးထားတဲ့အရာကဖယားသခင်ကျွန်တော်တို့အပေါ်မှာကြီးမားတဲ့အရာတွေကို အပ်ပေးစေခြင်းရဲ့တင်းငယ်တဲ့အရာက တုံညကနေစတဲ့အခါမှာတစ္ဆာရှိရှိလို့ပါတဲ့တစ္ဆာရှိရှိလို့ပါဖယားသခင်ကတင့်ကိုတိန်ပေါင်းတောင်းချီတိန်ချီအပ်ပေးစီခြင်းနဲ့တင်အဲ့လိုဆုတောင်းနေဆိုရင် အခုကလေးကတထောင်ကျက်တရာကျက်တထောင်ကျက်ကစတစ္ဆာရှိပါဘယ်လိုတစ္ဆာရှိရမလဲစေဘို့တဘို့အပေါ်မှာတစ္ဆာရှိရှိထဲ့ပါဖယားအမှုတော်မြတ်မှာတစ္ဆာရှိရှိပါဝင်ပါဖယားသခင်ကတင့်ကိုအခုတထောင်ပေးတယ်တင်စေဘို့တဘို့တထောင်တောင်မထဲ့နိုင်ဘူးဆိုရင် ဖျားနေကတင့်ကိုဘလို့လို့နောက်ထပ်သသိန်း၁၀သိန်းပေးပါမလဲသသိန်း၁၀သိန်းပေးလိုက်ရင်လည်းတင်ဆက်ဖို့တို့ထည့်နိုင်မှာမဟုတ်ထည့်ချင်မှာမဟုတ်သသိန်း၁၀သိန်းမှာဆက်ဖို့တို့မထည့်ဘူးဆိုလို့ရှိရင် သိန်း၁၀၀သိန်း၁၀၀၀သိန်း၁၀၀၀အထိဘလို့မှတက်လာစရာအကြောင်းမရှိဘူးဒါကတာရကအများကြီးတွေကတခု ကျွန်တော်တာရကပေးတာဖြစ်ပါတယ်တချို့ကိစ္စတွေက ပေးငယ်တဲ့အမှုမှာတစ္ဆာရှိရှိလုပ်ခဲ့မယ်ဆိုရင်ကြီးမားတဲ့ကိစ္စကိုဘုရားသခင်ကကျွန်တော်တို့အပေါ်မှာအပ်ပေးနိုင်တယ်ဆိုတာကျွန်တော်ဖော်ပြချင်တာတမန်ကျင်းစာထဲမှာတာရကတစ်ခုပေးထားတယ်နော်လောကီစီးစိမ်ကိုတုံးတဲ့အခါမှာတော့မတဲ့တင်တို့ကတစ္ဆာရှိရှိမလုပ်ဘူးဆိုရင်ဘယ်သူမှနင်တို့ကိုဒီထက်များတဲ့ပတ်စံအပ်မှာမဟုတ်ဘူးတဲ့သူများရဲ့အလုတ်ကိစ္စကိုနင်တို့လှုပ်တဲ့အခါမှာတော့မတစ္ဆာရှိရှိမလုပ်ဘူးဆိုရင် ဘယ်သူကနေတော့ယုံကြည်မှလဲတဲ့ဒီအတိုင်းပဲတဲ့ကျမ်းစာကပြောချင်တာအဲ့ဒီသဘောဒီအတိုင်းပဲတဲ့ဖယားသခင်ကလည်းတဲ့သူ့ရဲ့သားသမီးတွေကိုကောင်းကြီးပေးတဲ့အခါမှာနည်းနည်းလေးကနေစပြီးတော့မှစမ်းကြည့်တာနည်းနည်းလေးကနေစိုင်းမှစမ်းကြည့်တဲ့အခါမှာတစ္ဆာမရှိဘဲနဲ့သုံးဖြုံးတဲ့နေရာမှာတစ္ဆာမရှိဘူးကိုးကွယ်တဲ့နေရာမှာတစ္ဆာမရှိဘူးအလုံလုံတဲ့နေရာမှာတစ္ဆာမရှိဘူးအသက်ရှင်တဲ့နေရာမှာဖယားပေါ်တစ္ဆာမဆောင်တည်ဘူး ဖျားပေါ်မှာတစ္ဆာဖောက်တယ်ဖြစ်နေတယ်ဆိုရင်ဘယ်လိုလို့ကောင်းကြီးကြီးကြီးမားမားနေလို့ပေးမလဲဒါကြောင့်ကျွန်တော်တို့ဒီကနေ့ခရိယာယုံကြည်သူတွေနောင်တရရမယ်နော်စင်ချင်မိရမယ်ညီကိုမောင်တို့မတို့ကျွန်တော်တို့ဒီကနေ့ဘာလို့ကြီးကြီးမားမားတကယ်ကြီးကြီးမားမားအလုပ်ကိုမလုပ်ရလဲအခုလုပ်နေတဲ့တေးငယ်တဲ့ကိစ္စမှာတစ္ဆာမရှိလို့လေတစ္ဆာမရှိလို့လေ ကျွန်တော်တို့ကဖယားသခင်စီမှာជីជីမမားတွေစုတောင်းတယ်เนาะယာထိုးအជីជីပေးပါပတ်စံအများများကြီးပေးပါအလုတ်အကင်ជីជីမမားပေးပါဥမာသင်းအုပ်ဆရာအမှုတော်ဆောင်ဆိုရင်တကဘာလုံးကိုနယ်လှည့်ပြီးတော့မှနိုင်ငံလှည့်ပြီးတော့မှတရားဟောခွင့်ပေးပါစုတော့တောင်းနေတယ်ဟိုးအမေရိကအထိသွားဖို့เนาะဟိုးဥရောပတိုက်တနိုင်ငံပြီးတနိုင်ငံလှည့်မှတရားဟောဖို့စုတောင်းထားတယ်လောလောဆယ်ယွာမှာတစ္ဆာရှိရှိစက်ကတ်နေလား လူတွေမျက်စိထဲမှာမမြင်လောက်တဲ့နေရာမှာကျွန်တော်တို့ရောက်နေတယ်ဆိုပါစို့ကျွန်တော်တို့ဒီလိုနေရာမျိုးမှာတစ္ဆာရှိရှိ လုံနေပြီလားအမှုတော်မြတ်မှာတစ္ဆာရှိရှိလုံကြည့်ပါဘုရားသခင်ကတင့်ကိုဒီထက်မကချီးမြှောက်လိမ့်မယ်ဒါကြောင့်အမှုတော်ဆောင်တွေအခုနားထောင်နေတဲ့အမှုတော်ဆောင်တွေကိုကျွန်တော်ခွန်အားပေးခြင်းတယ်ကျွန်တော်ကိုယ်တိုင်လည်းခွန်အားယူမိတယ်တင်းငယ်တဲ့အမှုကိစ္စမှာတစ္ဆာရှိကြည့်ပါဂျီရောအမှုဘုရားသခင်တင့်ကိုအနံပေးလိမ့်မယ်ကျွန်တော်တို့ကအခုဘလို့ဖြစ်နေရလဲတိလားဘလို့ဖြစ်နေရလဲတိလား သေးငယ်တဲ့အမှုကိစ္စမှာကျတော့ကျွန်တော်တို့မလုတ်ချင်ဘူးဟာဒါတေးသေးလေးဘလို့လို့မလုတ်ချင်ဘူးမလုတ်ချင်ဘူးတေးသေးလေးတေးငယ်တဲ့ကိစ္စဖယားတခင်အပ်ပေးတဲ့တေးငယ်တဲ့ကိစ္စတစ္ဆာမရှိချင်ဘူးတစ္ဆာရှိဖို့နေနေတတာလှုပ်တော့မလုတ်ချင်ဘူးဒါတအားတေးငယ်တယ်မလုတ်ချင်ဘူးဖယားအကြီးကြီးပေးပါကိစ္စရဲ့အကြီးကြီးတစ်ခုပေးလာတဲ့အခါမှာကျွန်တော်တို့ကမလုတ်တတ်တော့ဘာလို့လဲတေးငယ်တဲ့အစင်းကနေတက်လာတာမဟုတ်ဘဲနဲ့ဝုံတိုင်းဆိုသူတို့အကြီးကြီးလှုပ်ချင်တာမရဘူးညီကိုမောင်တို့မရဘူး ျွန်တော်တို့ကြောင်းတက်ရင်တော့မှသူငယ်တန်းကနေတဆင့်ပြီးတဆင့်ပြီးတက်လာရတယ်မဟုတ်လားအရွယ်ရောက်မှပဲ၁၀တန်းတန်းဝင်လို့ရလားမရဘူးလေအရွယ်ရောက်မှပဲ၁၀တန်းတန်းဝင်မယ်ဆိုရင်တင်ဘာမှမတိဘူးတခါတည်းဟိုအမတ်တုံညပဲရလိမ့်မယ်ဒီတိုင်းပဲဖယားသခင်ကအမှုတော်မြတ်မှလည်းတဆင့်ပြီးတဆင့်တက်လာရတာအမှုတော်ဆောင်တွေပဲဖြစ်ပါစေအခုနားထောင်နေတဲ့ယုံကြည်သူခရိယန်တွေပဲဖြစ်ပါစေဘယ်သူမှဆိုဖယားသခင်ကြီးကြီးမားမားကောင်းကြီးရဖို့ရန်အတွက် တင်အဲ့ဒီကောင်းကြီးကြီးကြီးမားမားကိုခံနိုင်ရရှိဖို့လိုတယ်ခံနိုင်ရမရှိသူရဖရားသခင်ကတင်းကိုပေးမှာမဟုတ်ဘူးအဲ့ဒီခံနိုင်ရရှိဖို့ရန်အတွက်တင်းငယ်တဲ့အမှုကိစ္စကနေတစ္ဆာရှိရှိဆိုင်မှာလေ့ကျင့်လာရတာလေကြောက်ချစ်တော်ညီကိုမောင်မားတို့တမာချင်းစာတွေကပြောတာရှင်းရှင်းလေးတင်းငယ်တဲ့အရာမှာတဲ့တစ္ဆာရှိပါတဲ့အနေငယ်ရောကိစ္စမှာတစ္ဆာရှိပါတဲ့ဂျီတော်အမှုမှာလည်းတင်တစ္ဆာရှိလာနိုင်လိမ့်မယ်တဲ့ တေးတေးဖွဲ့ဖွဲ့လေးတော့မလုပ်ချင်ဘူးကြီးကြီးမားမားပေးပါဆိုမှတောင်းမယ်ဆိုဖျားခင်ပေးမယ်ထင်လားပေးမှာမဟုတ်ဘာလို့လဲဖျားခင်တိတယ်တင်တေးတေးလေးတော့မကတစ္ဆာရှိရှိမလုပ်နိုင်ဘူးတေးတေးချာချာမလုပ်နိုင်ဘူးပြီးအောင်အောင်မြင်အောင်မလုပ်နိုင်ဘူးဆိုရင်ကြီးမားတဲ့ကိစ္စကိုဖျားခင်ကတင့်ကိုဘလို့ယုံယုံကြည်ကြည်အပ်မှာလဲဖျားခင်ကကျင်းစာထဲမှာပြောထားတာရှင်းရှင်းလေးရဲ့ပေးငယ်တဲ့ကိစ္စကိုတော့မှညီတို့ပြီးအောင်မလုပ်နိုင်ဘူးဆိုလို့ရှိရင်ကြီးမားတဲ့ကိစ္စကိုငါညီတို့လက်ထဲမှာဘလို့ယုံယုံကြည်ကြည်အပ်မှာလဲတဲ့ ဘုရားသခင်အံ့မအောင်မဟုတ်ဘူးနော်တဲ့ဒါကြောင့်ချစ်တော်မိတ်ဆွေချစ်တော်ညီကိုမောင်တို့မတို့ဝုံတိုင်းဆိုတို့ဟိုးအမြင့်မှာပြန်တန်းဖို့မစင်စားပါနဲ့အခုလောလောဆယ်ဘုရားသခင်တင့်ကိုဘယ်မှာထားထားလဲဘုရားသခင်ထားထားတဲ့နေရာမှာတစ္ဆာရှိရှိလုပ်ကြည့်ပါဘုရားသခင်မှုချတင့်ကိုချီမြောက်ပါလိမ့်မယ်ဟာလေလုယာအာမင်နားလေပါစေနော်တန်ရှင်တော်ဝိညာဉ်တော်လင်းပေးပါစေဏိကုံချုပ်ရအောင်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်လေးကတင်းငယ်တဲ့အမှုကိစ္စမှာတစ္ဆာရှိရှိလုပ်ပါ ကြီးတဲ့အမှုဘုရားသခင်တင့်ကိုအပ်ပေးမယ်အခုတင်လုံနေတဲ့နေရာမှာဒါတစ္ဆာရှိရှိဘုရားသခင်ပေါ်မှာတစ္ဆာရှိရှိနဲ့အောင်အောင်မြင်မြင်ပြည့်ပြည့်စုံစုံတာဝန်ကြည်ကြည်ပြုံပြုံလှုပ်ကြည့်ပါတင့်ကိုဘုရားသခင်တဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်ဆွဲခေါ်ပြီးတော့မှဟိုးအမြင့်ဆုံးအထိချီမြောက်မယ်လို့ကျွန်တော်ခွန်အားပေးနေနှိကုံချုပ်ပါတယ်အတူတူကဆုတောင်းကြအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲ သေးငယ်တဲ့အမှုကိစ္စမှာတစ္ဆာရှိပါကြီးတဲ့အမှုမှာဘုရားသခင်ကျွန်တော်တို့အပ်ပေးမယ်တစ္ဆာရှိနိုင်မယ်အောင်မြင်နိုင်မယ်ကျွန်တော်ခွန်အားရှိမယ်လို့တန်ရှင်တော်ဝိညာဉ်တော်ဒီတမန်ကျင်းစာအဖြစ်ကျွန်တော်တို့သတိပေးတယ်များသောအားဖြင့်ကျွန်တော်တို့ဒီကြီးမားတဲ့အရာကိုမရတာကအခုလက်ရှိကျွန်တော်တို့လုပ်နေတဲ့နေရာမှာတစ္ဆာမရှိလို့ဖြစ်တယ်ဒါကြောင့်အခုလက်ရှိအနိုင်ဆုံးမှလုပ်နေရတယ်ဆိုရင်တောင်မှတစ္ဆာရှိနိုင်တဲ့ခွန်အားကိုပေးပါ အောင်မြင်နိုင်တဲ့ခွန်အားကိုပေးပါတာဝန်ကျေပြွန်နိုင်တဲ့ခွန်အားကိုပေးပါ တာဝန်ကျေပြွန်ပြီးတော့မှတစ္ဆာရှိရှိပြီးမြောက်သွားတဲ့အခါမှာဒီထက်မကကြီးမားတဲ့အရာကိုကျွန်တော်တို့ရှောက်လန်းရလိမ့်မယ်လို့ယုံကြည်ဝန်ခံမျှော်လင့်နေဆုတောင်းတဲ့အခါမှာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါသည်ဖခင်အားအာမင်တယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့